ွေးတော့တော့ကိုတို့လည်းနည်းနည်းတော့နောက်ကျတဲ့အထက်မှာတော့ပါတာပေါ့နော်ဒါပေမဲ့ဟိုကိုတို့ဒီရုပ်ရှင်တစ်ခေတ်မှာကျွန်တော်တို့ဒီ online မှာဝိညာဉ်လို့ပါတော့ဗောလေနောက်ပြီးတော့ကျူပိချေကျို့လို့ပါတော့အဲ့အဲ့တစ်ဖြတ်မှာကျတော့ကိုတို့ဟိုဘယ်လိုခေါ်မလဲဆိုအတွဲညီညီနဲ့အောင်မြင်ခဲ့တဲ့ဇာတ်ကားတွေအများကြီးတိဆောက်ထားခဲ့တဲ့မင်းသမီးတက်လက်လို့ပြောလို့ရပါတယ်လောလောဆယ်မှာဒီနုပညာကိုလောက်ချင်တဲ့စိတ်ပြန်ဖြစ်လာတာကိုပဲကျွန်တော်တို့ကဘာဖြစ်ဖြစ်လေနုပညာသမားတယောက်ရဲ့နုပညာ ဟိုဟိုလှုပ်ချင်တဲ့စိတ်ဖြစ်လာတဲ့ပို့ဆိုတာတကယ်တမ်းဆိုလို့ရှိရင်တော့ဟိုဖြတ်သန်းခဲ့တဲ့အချိန်ကာလတစ်ခုအရာဆိုလို့ရှိရင်တကယ်တမ်းဆိုရင်တော့ဟိုအကိုတွေဆိုလို့ရှိရင်လည်းလူပညာသက်တမ်းကိုနှစ်30ကျော်ဖြတ်သန်းခဲ့တဲ့အခါကျတော့ဒီခါကျရင်အဲညောင်းလာတာရရှိတယ်နောက်ပြီးတော့ဒီဒီအလုပ်ပေါ်မှာနည်းနည်းလေးဟိုညှိငွေ့လာတာမျိုးတွေရှိကောင်းရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုစိတ်မျိုးမရှိဘဲနဲ့အနုပညာစိတ်အနုပညာကိုလှုပ်ချင်တဲ့စိတ်တစ်ခုဖြစ်ပြန်ဖြစ်လာတယ်ဆိုတာကဒီအပေါ်မှာချစ်တဲ့စိတ်မရှိလို့မရဘူးပေါ့နော် ဒီပေါ်မှာဒီအေးလမ်းကြောင်းတစ်ခုပေါ်မှာပြန်ပြီးတော့ဒီအချိန်မှာလှုပ်ရှင်စိတ်ဖြစ်လာတယ်ဆိုတာလူပညာကိုတကယ်တန်မိုးထားပြီးချစ်တဲ့စိတ်ကြောင့်လို့ကျွန်တော်မြင်တယ်။ကိုဇက်ကောင်ကတော့ကိုနဲ့လိုက်ဖက်မှုရှိတယ်ပေါ့နော်။နောက်ပြီးတော့အခုပါဝင်တဲ့ဇက်ကောင်နေနေကတ်စတင်တွေကလည်းသူ့နေရာနဲ့သူဟိုအံဝင်ငွေကြရှိနေတယ်ပေါ့နော်။ဆိုတော့ဒီဒီကတ်စတင်တွေပေါ်မှာလည်းစိတ်ဝင်စားစရာကောင်းတယ်။နောက်တစ်ခုကဇလန်ရဲ့ တင်ပြမှုပုံစံလေးတွေဒါပြီးဇန်ညွန်းသွားတဲ့ပုံစံလေးတွေကလည်းနည်းနည်းဒီဘက်ခေရဲ့အာ presentation မျိုးလေးတွေနည်းနည်းလေးလောက်ထားရဆိုတာခါကြတော့ဒီကားလေးကတော့ဟိုဘယ်လိုခေါ်မလဲအချိန်ခါနဲ့အအခွင့်အရေးပုံမှာကျွန်တော်တို့တော်တော်လေးအဲဟိုပါပေါ့နော်ဟန်ချက်ညီညီအသုံးချရမယ်ဇာတ်ကားတကားလို့တော့ကျွန်တော်မြင်ပါတယ်ကြီးစုရဲ့အချိန်မှာလည်းပြိတ္တကဒီကားလေးပုံမှာဟိုတေဥဆောင်အဟောင်းတွေဖြစ်ပေမဲ့လည်းကျွန်တော်တို့ကဒီ လို့ခေါ်မလဲဆိုတော့တင်ပြမှုပုံစံလေးတွေကမတူတော့တဲ့ဟာမျိုးတွေကျွန်တော်မြင်ရမယ်။နောက်ပြီးတော့တရုပ်ဆောင်မှုပိုင်းလေးတွေကကြတော့လေ character ကွဲပြားမှုတွေရှိတဲ့အခါကျတော့ကျွန်တော်တို့အရှိမမြင်နေကြပုံစံမျိုးနဲ့နည်းနည်းလေးကွဲထွက်တဲ့ item မျိုးလေးတွေမြင်ရမယ်။ဟိုဇက်ကောင်ကကွဲထွက်တာမဟုတ်ပဲ။အကြောင်းအရာတွေကကွဲထွက်နေတဲ့အခါကျတော့တရုပ်ဆောင်မှုပိုင်းလေးတွေလည်းကျွန်တော်တို့ကတစ်ခါလေကြရင်ဟိုမမြင်ဘူးတဲ့တရုပ်ဆောင်မှုလေးတွေမြင်ရမယ်ပေါ့။အဓိကတော့ဟိုဟာဒီဇက်ကားက အာ trace များတဲ့ဇာလံပုံစံအမျိုးအစားပါပဲဟုတ်အဓိကတော့ဟိုပါပေါ့အကျန်းအဖြစ်ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဒီကားလေးရဲ့တိဆောက်ထားတဲ့ပုံစံကတော့ဟိုဘယ်လိုခေါ်မလဲဟိုဒီလက်ရှိဖြစ်ဖြစ်နေဖြစ်လေးဖြစ်တာရှိတဲ့ပုံစံမျိုးလေးတွေမှာလည်းပါသလိုနည်းနည်းလေးစိတ်ကူးရင်ဆန်တဲ့ဇက်ကွက်လေးတွေလည်းပါတယ်ပေါ့နော်ဆိုတော့အာအဓိကတော့ဇာလံရဲ့အတံပိုးအခြေဆက်ကလေးတွေနဲ့ဟိုပြည့်တက်မြင်ရမယ့်ဇာလံမျိုးစားပေးပါပဲအဲကျွန်တော်တို့နောက်ဆုံးရက်ခဲ့တာဆိုတော့ဒါ မမရဲ့နှင်းစီပါမောင်လိုမျိုး Jeffrey နေပေါ့နော်ဒါကတော့အဲ့ဒီအချိန်တော့အဲ့ဒီအသက်ရွယ်နဲ့လိုက်တဲ့ဇာကားဖြစ်ခဲ့ပေမဲ့အခုပြန်ရတဲ့အချိန်မှာတော့ကိုရောင်းနေတဲ့အသက်ရွယ်နဲ့လိုက်ဖက်တဲ့ဇလန်းပုံစံမျိုးပေါ့အဲအဲ့လိုမျိုးလေးတော့အတက်နိုင်ဆုံးကျွန်တော်တို့ဟိုပါပေါ့ဟိုလက်ရှိ current နဲ့ kait နေအောင်လက်ရှိအသက်ရွယ်နဲ့အဆင်ပြေအောင်လေးကျွန်တော်တို့ဒါပရိသတ်ကိုတင်ပြထားတဲ့ဇလန်းပုံစံမျိုးပါအမတရားကတော့ဒါပြန်ရတဲ့အချိန်မှာလည်းအမတရားတော့ဖြစ်နေပြီပေါ့လေနောက်ပြီးတော့ ဘယ်လိုခုံလဲဆိုတော့ဒီဇကားမရိုက်ခင်လဲကျွန်တော်တို့ဒါ pre production တွေရှိတယ် delivery တွေရှိတယ်အဲ့မှာလဲကျွန်တော်တို့ကဘယ်လိုခုံလဲဆိုတော့ဟိုဒီပုံမှာစိတ်နှစ်ထားကြတဲ့စိတ်ခံစားမှုတွေကိုလည်းကျွန်တော်မြင်ရတယ်ပေါ့နော်မြင်ရတဲ့အခါကျတော့ကျွန်တော်တို့ကဟိုအတွေ့အကြုံရခံမှန်းရမယ်ဆိုလို့ရှိရင်တော့ဒါပရိသတ်ဆောင်ရကျိုးနဲ့မဲ့နောက်ပြီးတော့အောင်မြင်မဲ့ဇာတ်ကားတကားလို့လည်းကျွန်တော်သုံးသပ်မိပါတယ်ကာရိုက်တာ twist တွေတော့ပါတာပေါ့နော်ကာရိုက်တာ twist တွေပါတယ် ။အဲကြတချို့ပုံစံတွေကြတော့ကျွန်တော်တို့ကဟိုကားမပြခင်ပြောပြလို့မရတဲ့ character traits တွေလည်းရှိတယ်လို့ဟိုပြောပြလို့ရတဲ့အနေအထားလောက်ကိုပဲပြောရမယ်ဆိုလို့ရှိရင်တော့ဒီကားကကြတော့ဘယ်လိုခေါ်မလဲအိမ်ထောင်အိမ်ထောင်ဖွဖွေးနဲ့ကျွန်တော်နဲ့ကဒီအဲပုံမှန်ဒီဘယ်လိုခေါ်မလဲဟိုဇက်ကိုကလေးဘွားကနေစတာမျိုးမဟုတ်ပဲねကျွန်တော်တို့ကလက်ရှိအချိန်မှာကျွန်တော်တို့ကဒီ အဲအိမ်ထောင်ပြုပြီးသားအိမ်ထောင်ရေးတစ်ခုကိုတိဆောက်ထားပြီးသားဘဝကနေပြန်ဆတာပေါ့ပြန်ဆပြီးတော့မှအဲ့ဟိဟာရဲ့နောက်ဆက်တွဲမှာမတန်မရာတွေဘာတွေဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ကဒါဇက်ရဲ့ twist တွေပေါ့နော်နောက်ပြီးတော့ဇက်ရဲ့ presentation ပေါ့နော်ဆိုတော့ဇက်ကအကျိမဟုတ်ပေမဲ့ကြည်ရတဲ့ခံစားမှုကကျွန်တော်တို့နည်းနည်းလေး dub site လေးတွေလည်းပါတဲ့အခါကြတော့လေဟိုပါပေါ့ဒီကားလေးကတော့ဟို item မိုင်းရရောနောက်ပြီးတော့ဇလန်းပုံစံရရောနည်းနည်းလေးပြိတ္တအတွက်ကို ခက်ပြင်းပြင်းခက်ရှာရှာလေးသွားမဲ့ဇလန်းမျိုးပေါ့အဲ့လိုမျိုးအဲ့မျိုးသူကတော့ဒါအမှုပညာပေါ်မှာလည်းတကယ်လဲဟိုလောဘရှိတယ်ပေါ့နော်အဲသူလုတ်ပြနိုင်တာတဲ့ပို့ပြီးတော့လုတ်ချင်တယ်တရုပ်ဆောင်တယောက်ပါဆိုတော့ဘယ်လိုခုံလဲဆိုတော့ဒီအရင်လဲစူးစားတယ်နောက်ပြီးတော့ကျွန်တော်တို့တကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖန်တီးခဲ့တဲ့ဇာတ်ကားတော်တော်များများဆိုလို့ရှိရင်ကျွန်တော်တို့ မင်းသမီးဘက်ကိုပဲစောင်းပေးတဲ့ဇက်ကားတွေပုံများတယ်ဖူးဖူးနဲ့ရိုက်ခဲ့တဲ့ဇက်ကားတွေကလေဆိုတော့သူသူ့ရဲ့လုံနိုင်စွမ်းတွေအဲသူ့ရဲ့လူပညာပေါ်မှာဒီဖန်တီးနိုင်စွမ်းတွေကအအများကြီးရှိတဲ့အခါကျတော့အဲသူ့ရဲ့အောင်မြင်မှုကလည်းအခုချိန်ကြီးရှိနေလို့မြင်နေပေါ့နော်ဆိုတော့ဒီကားမှာလည်းသူ့ရဲ့ အဲမတူညီတဲ့စ조사အားထုတ်မှုလေးတွေမတူညီတဲ့လူပညာဖန်တီးမှုလေးတွေကိုမြင်ရမှာပေါ့ဆိုတော့အမှတ်တရကတော့မရှိသလဲဆိုတော့ကျွန်တော်တို့ကဇက်ကောင်တွေကိုဖန်တီးကြတဲ့အချိန်မှာဟိုဟာစိတ်တူကိုယ်တူဖန်တီးကြတယ်နောက်ပြီးတော့ဟိုဟိုဘာ program program မရှိဘဲနဲ့ပေါ့เนาะကျွန်တော်တို့ရဲ့ဒီရုပ်ရှင်တွေကအမြဲတမ်းအဲကျွန်တော်တို့ပြီးဆုံးနေရပေါ့ဥပမာဖြင့်ရုပ်ရှင်ရိုက်ရင်းနဲ့ဟိုအခက်အခဲမရှိကျွန်တော်တို့ရိုက်ကူးနိုင်တဲ့ မီမီဒီယာလို့လည်းကျွန်တော်မြင်ပါတယ်ဗျာဟုတ်အဓိကတော့ဗျာဟိုဘယ်လိုပြောမလဲဆိုတော့လူငယ်တယောက်ပေါ့နော်အရှိမလဲကျွန်တော်တို့ကားတွေရိုက်ထားတယ်နောက်ပြီးကျိုးလဲကျိုးစားရယ်အဲနောက်တစ်ခုကကြတော့ဒီဖန်တီးမှုဘိုင်းနဲ့ပတ်သက်ပြီးတော့မတူညီတဲ့ဖန်တီးမှုဘိုင်းတွေကိုသူနည်းနည်းလေးသူ့ရဲ့ trend လေးကြီးရှိတဲ့အခါကျတော့အဒီ trend လေးနဲ့ကျွန်တော်တို့နဲ့ဒါ collab လုပ်တဲ့သဘောပါပဲကျွန်တော်တို့ဒီတေးဥဆောင်အဟောင်းနေနဲ့အဲကျွန်တော်တို့ဒီဒီဘယ်လိုကွန်ပလဲဒရိုက်တာအစ်စ်တင်နဲ့ကျွန်တော်တို့ပေါင်းစည်းပြီးတော့လုပ်တဲ့အချိန်မှာပရိသတ်ရှိကိုမတူညီတဲ့ဟာလေး အဲထွက်လာမယ်ဆိုတော့ကျွန်တော်ယုံကြည်တယ်လေအဲ့ယုံကြည်မှုကကြတော့ဘယ်လိုခုံလဲဆိုတော့အဲဟိုဘယ်လိုခုံလဲသူ့ရဲ့ကြိုးစားအားထုတ်မှုအပြင်ကိုသူရှိမှရကူးထားတဲ့ရုပ်ရှင်ဇာတ်ကားတွေရဲ့ဟိုယုံတင်တော့မဲ့ရုပ်ရှင်ဇာတ်ကားတွေအပေါ်မှာလည်းကျွန်တော်တို့ကပြန်ပြီးတော့ဝေဖန်သုံးသပ်မှုတွေရှိရပါဘောနော်အဲ့ဒီအပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ကဒီကားစီရိုက်တင်ရိုက်ထည့်တဲ့ဇာတ်လမ်းနောက်ပြီးတော့အဲဒီမင်းဆက်ကဒီလိုဒီလို train လေးတွေကိုသူသွားတယ်ဆိုတော့ဒီ train လေးနဲ့ကျွန်တော်တို့ပူပေါင်းပြီးတော့အလုပ်လုပ်ကြမယ်ဆိုတဲ့စိတ်နဲ့လှုပ်ဖြစ်တာပေါ့နော် ဒါပေမဲ့ကျွန်တော်တို့အလုပ်လုပ်ကြည့်တဲ့အချိန်မှပဲကျွန်တော်တို့ကပို့ပြီးတော့ပြောလို့ရမှာပေါ့အခုအချိန်ထိကတော့ pre production မှာကတော့အကုန်လုံးအဆင်ပြေပါတယ်။ on scene ပုံမှာကတော့အများကြီးတော့လည်းမရှိပါဘူး။ကျွန်တော်တို့က pre မှာတော့ကျွန်တော်တို့က timing ဆွေးနွေးတာတွေတော့ရှိရပါတော့။ on scene ကတော့အကုန်လုံးကတော့ဒါဟိုအလုပ်လုပ်ကြတဲ့သဘောပါပဲ။ဒါပေမဲ့အဲ့အဲ့ပုံမှာမှကိုကဟိုအတွေ့အကြုံရပြန်ပြီးတော့ဒီတချို့အလေးတွေလိုအပ်တဲ့အခက်အခဲရှိနေတာလေးတွေကိုဆွေးနွေးပေးတဲ့သဘောလောက်ပါပဲ။အဓိကတော့ပျော်ရွှင်မှုကတော့ဟိုက ဟိုတယောက်နဲ့တယောက်အပေါ်မှာအများကြီးတက်ရောက်တာပေါ့နော်အာကိုရီးယားလည်းဘယ်လိုခေါ်မလဲဆိုတော့ဒီလိုမျိုးအဲတရုတ်ဆောင်လောကကိုစားရောက်တဲ့အချိန်လုံးတွေကလည်းဒီအစ်စ်တွေရဲ့လက်တွဲခုံမှုပုံမှာ PT ဖြစ်ရတယ်လို့အဲ့ PT မျိုးလည်းဒီလူငယ်ဒရိုက်တာတွေလူငယ်တရုတ်ဆောင်တွေမှာလည်းရှိမယ်ဆိုတော့ဟိုကတည်တယ်လေအဲ့ဒါကတော့ဘာလဲဆိုတော့ကိုရဲ့အလုပ်ပုံမှာလည်းအားတစ်ခုသွားဖြစ်တယ်လို့ယုံကြည်မှုကိုလည်းပို့တိုးတိုးပွားစေတယ်ပေါ့နော်ပြီးတော့ပို့ပြီးတော့စူးစမ်းကျင်တဲ့စိတ်ဖြစ်တယ်ပေါ့အဲ့အဲ့ခံစားမှုကတော့ပို့ရမယ်နဲ့တူပါတယ်ဗျာဒီချက်ကတော့ဟိုပါပေါ့ဟိုပါ ဘယ်လိုခုံလဲဆိုတော့ဒီအနုပညာလောကတဲမှာကျွန်တော်တို့ဒီပြိဿကိုပြိဿကိုပြရတာကိုကျွန်တော်တို့ကရုပ်ရှင်ကားရိုက်ပြီးဒီရုပ်ရှင်ကားဆိုတာပြိဿစီကိုပဲကျွန်တော်ရောက်လာလေအဲကျွန်တော်ပြိဿကိုပဲဥတီတာဆိုတဲ့အခါကျတော့ပြိဿကိုမတူညီတဲ့ခံစားမှုမျိုးတွေနောက်ပြီးတော့မတူညီတဲ့ဇလန်ဆက်အိမ်ဖွဲ့စည်းမှုတွေမတူညီတဲ့လူပညာတင်ဆက်မှုတွေကိုပေးအမြဲတမ်းပေးချင်နေတဲ့စိတ်ကြောင့်ပေါ့ အဲ့ကြောင့်မလို့ဒါမတူအောင်စဉ်းစားဖြစ်တဲ့သဘောပါပဲဗျဟုတ်ဒီလက်တွဲခေါ်တယ်ဆိုတာဟုတ်ကဲ့ပါဒါကတော့ sporting page လို့မြင်နေအတွက်လည်းကျေးဇူးတင်နေပေါ့နော်တကယ်တမ်းဆိုရင်တော့လူပညာဆိုတာကဘလို့ခေါ်မလဲကိုယ့်ရဲ့စူးစမ်းအားထုတ်မှု မရှိဘဲနဲ့နေရာတစ်ခုဆိုတာမရနိုင်ပါဘူးဆိုတော့ကိုယ့်ရဲ့စူးစမ်းအားထုတ်မှုစိုးရဆိတ်အားထက်သန်မှုပုံမှာပဲအများကြီးမူတည်သွားတာပေါ့နော်အဲဆိုတော့ဘယ်ရာမဆိုဘူးနော်စူးစမ်းမှုနဲ့ထိတ်တန်တဲ့ရလတ်ဆိုတော့ရှိစမြဲဆိုတော့ဒါသူ့ရဲ့စူးစမ်းမှုကြောင့်ရတဲ့ရလတ်တစ်ခုလို့တော့ကျွန်တော်မြင်ပါတယ်ဗျာ ။လူငယ်တွေကိုလက်တွဲခေါ်တယ်ဆိုတာကတော့ကျွန်တော်တို့ကဒါလူငယ်တွေလက်တွဲခေါ်တယ်ဆိုတော့ဒါကတော့ဟိုပုံကူရေးအမြင်ပုံစံမျိုးတော့ဖြစ်တာပေါ့နော်။ဒါပေမဲ့တကယ်ဒီထက်နည်းနည်းချေချေပြတ်ပြတ်စဉ်းစားရင်တော့လူပညာလောကမှာဟိုဟိုပေါ့နော်ဘယ်လိုခုံလဲ။အဲဒီထက်ပို့ပို့ပြီးတော့အလုံးလုံးနိုင်တဲ့လူတွေကိုအာအနုပညာလောကဒီထက်ပို့ပြီးတော့တိုးတက်ဖို့ဒီထက်ပို့ပြီးတော့ဟောချီရှူအားပေးတဲ့ပြည်သက်တွေအဲပေါ့နော်မတူညီတဲ့ခံစားမှုတွေဟိုပေါ့နော် လို့ခေါ်မလဲဆိုတော့ဒါရိုက်တာတယောက်နဲ့တယောက်လည်းမတူဘူးတင်ပြမှုပုံစံမတူဘူးအမှုပညာဖန်တီးမှုတွေမတူဘူးအဲဖန်တီးမှုမတူမတူတဲ့အရာတွေကိုအဲအမှုပညာရတာပိုင်းကိုပြိတက်ကိုခံစားစေခြင်းနဲ့အမှုပညာလောကတစ်ချက်မှာတိုးတက်စေခြင်းနဲ့ရွယ်ချက်ကြောင့်လှုပ်လှုပ်တဲ့သဘောပါပဲအဲ့ဒီသဘောပါပဲသူတို့ကတော့ကိုတို့လည်းနည်းနည်းတော့နောက်ကျတဲ့အထက်မှာတော့ပါတာပေါ့နော်ဒါပေမဲ့ဟိုကိုတို့ဒီရုပ်ရှင်တစ်ခေတ်မှာကျွန်တော်တို့ဒီ online မှာဝိညာဉ်တို့ပါတော့ဗောလေနောက်ပြီးကျူပိကြီးကျိုးတို့ပါတော့အဲ့အဲ့တစ်ဖြတ်မှာကျတော့ကိုတို့ ဟိုဘယ်လိုခေါ်မလဲဆိုအတွဲညီညီနဲ့အောင်မြင်ခဲ့တဲ့ဇာတ်ကားတွေအများကြီးတိဆောက်ထားခဲ့တဲ့မင်းသမီးတက်လဲလို့ပြောလို့ရပါတယ်။ဟိုပြောင်းလဲမှုတွေကတော့မျိုးစုံပေါ့နော်ကျွန်တော်တို့ကဟိုဖြတ်တန်းခဲ့တဲ့ကိုယ့်ရဲ့ဖြတ်တန်းမှုပုံမှန်လဲမှုတွေပေါ့အဲဆိုတော့အခုလောလောဆယ်မှာဒီနုပညာကိုလုပ်ချင်တဲ့စိတ်ပြန်ဖြစ်လာတာကိုပဲကျွန်တော်တို့ကဘာဖြစ်ဖြစ်လေနုပညာသမားတယောက်ရဲ့နုပညာဟိုလုပ်ချင်တဲ့စိတ်ဖြစ်လာတဲ့ပိုးဆိုတာတကယ်တမ်းဆိုလို့ရှိရင်တော့ဟိုဖြတ်တန်းခဲ့တဲ့အချိန်ကာလတစ်ခုအရာဆိုလို့ရှိရင်တကယ်တမ်းဆိုရင်တော့ ဟိုအကိုတွေဆိုလို့ရှိရင်လည်းအမှုပညာသက်တမ်းကိုနှစ်30ကျော်ဖြတ်တန်းခဲ့တဲ့အခါကျတော့ဒီခါလေးကျရင်အဲညောင်းလာတာရရှိတယ်နောက်ပြီးတော့ဒီဒီအလုပ်ပေါ်မှာနည်းနည်းလေးဟိုညှိညွေ့လာတာမျိုးတွေရှိကောင်းရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုစိတ်မျိုးမရှိဘဲနဲ့အမှုပညာစိတ်အမှုပညာကိုလှုပ်ချင်တဲ့စိတ်တခုဖြစ်ပြန်ဖြစ်လာတယ်ဆိုတာကဒီအပေါ်မှာချစ်တဲ့စိတ်မရှိလို့မရဘူးပေါ့နော်ဒီပေါ်မှာဒီ အေးလမ်းကြောင်းတစ်ခုပုံမှာပြန်ပြီးတော့ဒီအချိန်မှာလှုပ်ရှင်စိတ်ဖြစ်လာတယ်ဆိုတာလူပညာကိုတကယ်တန်ဖိုးထားပြီးချစ်တဲ့စိတ်ကြောင့်လို့ကျွန်တော်မြင်တယ်ဒီစိတ်ကပဲပြန်ပြီးတော့လူပညာကိုပြန်တဲတဲပို့ပြီးတော့ဒီအောင်မြင်မှုကိုလည်းပြန်ပြီးတော့ခေါ်ဆောင်သွားမယ်လို့ယုံကြည်ပါတယ်ဒီအတွဲအဆက်ကလေးကကြတော့ဘယ်လိုလဲဆိုတော့လေဟိုပုံမှန်ကျွန်တော်တို့အရှိမကျွန်တော်ရိုက်ကူးခဲ့တဲ့ငွေရည်နုပြူမှုတွေတော့မပါကောင်းမပါဘူးပေါ့နော်ဒါပေမဲ့အဲဘယ်လိုရင်းချက်မှုအပြီးတော့ဖြတ်တန်းခဲ့တဲ့အမှုပညာတက်တန်းအလျောက်ကိုဖြစ်တင်ဖြစ်တိုက်တဲ့ အဲတေးဥဆောင်မှုဘိုင်းတွေဖြစ်တင်ဖြစ်တိုက်တဲ့အဲ character rules တွေကိုတော့ယူထားတယ်ပေါ့အဲဒါလေးတွေတော့ပြင်ရမှာပေါ့